ကိုဗစ် -19 လူနာအသစ်စတင်တွေ့ရှိလေးစိမ့်နယ်ဝင်းထွက်ပေါက်များအားကြက်မတ်စစ်ဆေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာကိုဗစ် -19 ရောဂါတက်ခွဲအသီးပြူလူနာသစ်တအူစတင်တွေ့ရှိလာပြီးလေးစိတ်နဲ့နှဲဆက်ဝင်ထွက်ပေါက်တွေကိုစက်မှန်စစ်ဆေးထားတွေပြုလုပ်နေတယ်လို့ကျန်းမာရေးဝန်ကြီးဌာနရဲ့မေလ19ရက်နေ့ည7:00နာရီသတင်းထုတ်ပြန်ချက်အရသိရပါတယ်။ မေလ17ရက်နေ့ကနေ18ရက်နေ့အထိသက်ခွဲနမူနာ2460ခုကိုစစ်ဆေးခဲ့ရာလူနာသစ်တအူးကို တွေ့ရှိခဲ့တာလို့ဆိုပါတယ်။အဆိုပါအစီရင်ခံကာလအတွင်းရောဂါပိုးတွေ့ရှိရမှုရာခိုင်နှုန်းမှာ3%သက်မှ3%ရာခိုင်နှုန်းဖြစ်ပြီး COVID-19 ရောဂါနဲ့သေဆုံးသူမရှိဘူးလို့လည်းဆိုပါတယ်။ ကျမ်းမာရေးဝန်ကြီးဌာနအနေနဲ့လေဆိပ်စိတ်ကန်းနယ်နယ်စပ်ဝင်ထွက်ပေါက်ထွေမှာအပြားရောဂါလက္ခဏာစောင့်ကြည့်ကြည့်ရှုခြင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနထွေနဲ့ဆေးရုံထွေမှာအပြားရောဂါလက္ခဏာစောင့်ကြည့်ကြည့်ရှုခြင်းတန်တရာလူနာတွေ့ရှိပါကတန်တရာလူနာတွေတိကျထားရှိကုသနိုင်ဖို့ကြိုတင်ပြင်ဆင်ခြင်းတို့ကိုပုံမအားဖြင့်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်အခုလာထွေမှာပဲကူးဆက်လွယ်အိုမီကရွန်အုပ်စုမှ မျိုးရိုးဗီဇပြောင်းလဲလာတဲ့ JN 1 ုပ်စုနဲ့နောက်ဆက်တွဲမျိုးရိုးဗီဇာအပြောင်းကိုဗစ် -19 ဗိုင်းရပ်စ်ပိုးတွေကိုကာကွယ်နိုင်တဲ့ကိုဗစ်ကာကွယ်ဆေးတွေကိုဆက်လက်ထိုးနှံပေးမယ်လို့ဆိုပါအထင်မြန်မာနိုင်ငံမှာကိုဗစ် -19 ရောဂါနဲ့သေဆုံးသူကို2023ခုနှစ်မေလ13ရက်နေ့မှာနောက်ဆုံးတွေ့ရှိခဲ့ရပြီးလက်ရှိမှာတော့လူနာအသစ်တအူးစတင်တွေ့ရှိလာတယ်လို့သိရပါတယ်။ ကိုဗစ်19ဟာဟောင်ကောင်၊စင်ကာပူ၊တရုတ်၊ထိုင်းစတဲ့နိုင်ငံတွေမှာအခုထပ်ပိုဆောစွာ တွေ့လာရပြီးထိုင်းနိုင်ငံမှာထော့တည်ဆုံသူတွေပါရှိလာပြီလို့ဒေတာတွင်းသတင်းတွေအရသိရပါတယ်ရှင်။